မုံလောင်ဥချင်းလို့ပြောလိုက်ရင်အရွက်တွေကိုဖယ်ထားတတ်ကြပြီးတော့မုံလောင်ဥကိုပဲဒီအချင်းဟင်းနဲ့ထွက်ချက်ကြရပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုအချင်းဟင်းနဲ့ထွက်ချက်လိုက်တဲ့အခါမှာမုံလောင်ရွက်တွေဝါသွားမှကြောက်ရဲမလက်ဆတော့မှရင်ကြောက်ဖို့တော်တော်များများအရွက်ဆိုရင်ထဲမချက်ကြပါဘူး။တကယ်တော့ဒီမုံလောင်ပြူမှာဆိုလို့ရှိရင်အရွက်တွေကစားလို့ရတယ်လို့ကျန်းမာရေးအတွက်လည်းအကျိုးကျေးဇူးတွေအများကြီးပေးချောနိုင်ပါရဲ့။ဒါကြောင့်ဒီမျိုးလေးထဲမှာတော့မုံလောင်ပြူရဲ့အရွက်ကနေပေးချောနိုင်တဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကဘာတွေလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။မျိုးလေးမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ပြီးနောက်လိုဒီပဲလိုရဲ့ဖြစ်ပြီးပါအောင်ရှင်။မူလာရွက်ထဲမှာဆိုရင်ပရိုတင်း၊ကာဘိုဟိုက်ဒရိတ်၊ပိုတက်ဆီယမ်၊ကယ်လ်ဆီယမ်၊ဆိုဒီယမ်၊တန်ဓာတ်၊ဖော့စဖော်ရပ်၊ဖောလစ်အက်ဆစ်၊ဗီတာမင်စီ၊ဗီတာမင်အေ၊ဗီတာမင်ဘီ6နဲ့မဂနီဆီယမ်တွေပါဝင်နေပါတယ်။ ဘုံလာဦးဖြူရွက်ကပြင်ပန်းလွှဲနေတာတွေခြေကုန်လက်ပန်းချရတွေကိုတက်တာစီတယ်လို့တွေးရနေရတယ်မဖြစ်စေဖို့လည်းကာကွယ်ပေးနိုင်ပါရဲ့ရှင်အဲ့ဒါအပြင်ကိုခံအောက်လည်းကောင်းမှုစီတွေအတွက်ကြောင့်မို့လို့အိမ်အိမ်မိဖြန်းရတာမျိုးတွေမဖြစ်ဖို့လည်းကာကွယ်ပေးနိုင်ပါရဲ့ရှင် နောက်တစ်မျိုးကတော့စီးချွင်စီတာပါမုံလောက်ဖြူရဲ့အရွက်ကတဘာဝစီးချွင်စီတစ်မျိုးပဲဖြစ်ပါတယ်စီကြောက်တွေကိုကြေစီပြီးတော့စီးအိမ်ကိုလည်းရှင်းစီပါတယ်အဲ့ဒါအပြင်ဝမ်းမှန်စီပြီးတော့ဝမ်းချုပ်တာလေပွားတာနဲ့စမြင်းလုံးခဏလိုမျိုးပြဿနာတွေအတွက်ဆိုရင်လည်းမုံလောက်ဖြူရဲ့အရွက်ကိုအသုံးပြုပြီးလို့ရပါရဲ့ရှင် နောက်တစ်ချက်ကတော့အတဝါယောဂကိုသက်သာစေနိုင်ပါတယ်။အသက်ရောက်အတဝါယောဂဖြစ်တဲ့အခါအရေပြားရောမျက်ဖြူသားတွေမှာဝါလာတက်ပါတယ်။ဒီလိုဖြစ်တာကိုသက်သာစေဖို့ဆိုရင်တော့မုန်လာဥဖြူရဲ့အရွက်ကိုစားပြီးလို့ရပါတယ်ရှင်။ ောက်တစ်ချက်ကတော့စီးကျွယောဂကိုကောက်ကွယ်ပေးနိုင်ပါတယ်။စီးကျွယောဂဆိုတာအဖြစ်များရဲ့ယောဂတစ်ခုပဲဖြစ်ပါတယ်။မူလအုပ်ဖြူရွက်ကဒီစီးကျွယောဂကိုကောက်ကွယ်ပေးနိုင်ပါတယ်ရှင်။မူလအုပ်ဖြူရဲ့အရွက်ကိုစားပေးမယ်ဆိုလို့ရှိရင်သွေးရင်းတကြားထက်ကိုကြားဆင်းစေနိုင်ပြီးတော့စီးကျွယောဂကိုကောက်ကွယ်ပေးနိုင်ပါတယ်ရှင်။ နောက်ဆုံးတစ်ချက်ကတော့အစိတ်အတော့ကေစီပါတယ်။မုံလာဦးဖြူရဲ့အရွက်ကအစာချင်းစနစ်တွေကအစိတ်အတော့တွေကိုအထီးရောက်ဆုံးဖိရှားပေးပြီးတော့ဥမကြီးကိုတန့်စေပေးနိုင်ပါတယ်။အဲ့ဒါအပြင်ဗီဒီရီယာတွေကိုသိသိနိုင်တဲ့အစွမ်းအာနိသင်ရှိပြီးတော့ကိုရီးယားအစိတ်အတော့တွေကိုလည်းထီထီရောက်ရောက်ဖိရှားပေးနိုင်ပါတယ်ရှင်။အခုညမပြပြပေးခဲ့တာတွေကတော့မုံလာဦးဖြူရဲ့အရွက်ကပေးတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ဘာတွေသတိထားရမလဲဆိုရင်တော့ဘယ်ရာမဆိုတန့်စေလို့ပဲရှိရတဲ့အတွက်ကြောင့်မို့လို့မုံလာဦးဖြူရဲ့အရွက်ကိုလည်းလိုရာထပ်ပို့ပြီးတော့မစားပါနဲ့လို့ပြောပြသေးရှင်။ညီမရဲ့ဗီဒီယို ဆုံးကြီးပြည့်အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။